ီလိုတရိတ်ဆန်မျိုးတိုက်ခိုက်ခံရပြီဆိုရင်အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်တော့မှပြန်ချဖို့မလွယ်ပါဘူး emergency. Oh. This is Haiti. I'm 21 Rock. Rock Criminal Road. What's the problem? Send the police. Send the police. What's the problem there? န်စီတွေဟာလူထက်တဆခွဲကနေနှစ်ဆလောက်ဒီအားကောင်းနေဆိုတဲ့အကြောင်းကိုကျွန်တော်အရှိဗီဒီယိုမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီလိုအားကောင်းရတဲ့အကြောင်းရင်းကလည်းသူတို့ရဲ့ကြွက်သားတွေကပို့ပြီးတော့အားကောင်းပြီးတော့သူတို့ရဲ့အယိုးတွေကပို့ပြီးတော့ကျစ်လက်တဲ့အတွက်ကြောင့်ပါပဲ။ချင်ပန်စီတွေကလူထက်တဆခွဲကနေပြီးတော့နှစ်ဆလောက်ဒီပို့အားကောင်းကြပါတယ်။ဒီတော့ဒီဗီဒီယိုထဲမှာချင်ပန်စီတိုက်ခိုက်တာခံရလို့လူရောမပေါအောင်ဖြစ်သွားရတဲ့အမျိုးသမီးအကြောင်းရယ်။နောက်ပြီးချင်ပန်စီတွေဘယ်လောက်ထိညံကောင်းတယ်ဆိုတာကိုစမ်းသပ်ထားတဲ့စစ်ဆေးမှုတွေအကြောင်းကိုဖော်ပြပေးသွားပါမယ်။ 2022နှစ်အောက်တိုဘာ21ရက်နေ့မှာအာဖရိကကနေပြီးတော့ US ကိုဝယ်လာတဲ့ကိုကိုနဲ့စူစီလို့ခေါ်တဲ့ချင်ပန်စီနှစ်ကောင်ကနေပြီးတော့ချင်ပန်စီသားပေါက်လေးတစ်ကောင်ကို Missouri Primate Foundation မှာမွေးဖွားခဲ့ပါတယ်။ဒီချင်ပန်စီသားပေါက်ကလေး3ရက်သားအရွယ်မှာပဲ ီရွန်ဟာလောနဲ့ဆန်ဒရာဟာလောလို့ခေါ်တဲ့လင်မယားနှစ်ယောက်ကအိမ်မွေးဒိဋ္ဌာန်အဖြစ်မွေးဖို့ဒေါ်လာ9000နဲ့ပေးဝယ်ပြီးသူတို့နေထိုင်ရာစတန်ဖို့ကိုခေါ်သွားပါတယ်။ဆန်ဒရာဟာသူဝယ်လာတဲ့ချင်ပန်စီလေးကိုသူ့အကြိုက်ဆုံးအဆိုတော်နာမည်ကိုအစွဲပြုပြီး Travel လို့နာမည်ပေးလိုက်ပါတယ်။ Travel ကပြောရမယ်ဆိုရင်မွေးကလေးကလိုလိုပဲလူတွေကြားထဲမှာပဲနေထိုင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေနဲ့အရင်ရင်ပါပါတယ်။ပြီးတော့ညံလည်းအရင်ကောင်းပါတယ်။ တကားတော့တွေကိုသူ့ဘာသာသူဖွင့်တတ်တယ်သူ့ဝတ်စာသူဝတ်တတ်တယ်ပြီးတော့ပန်းမင်းတွေရေလောင်းတယ်သူတို့မွေးထားတဲ့မြင်းတွေကိုအစာကျွေးတယ်အားတဲ့ချိန်တွေမှာဆိုရင်ကွန်ပျူတာဖွင့်ပြီးတော့ဓာတ်ပုံတွေလိုက်ကြည့်တယ်တခါလေလေကြာရင် remote ကင်လာပြီးတော့ remote နဲ့ channel တွေဟိုပြောင်းတီပြောင်းနဲ့ TV ထိုင်ကြည့်နေတတ်တယ် သူအကြိုက်ဆုံး TV channel ကတော့ Base War ကစားပွဲ channel ဖြစ်တယ်လို့ဆိုပါတယ်။နောက်ပြီးအစာစားရင်လည်းပဲသူ့တခင်ရုံးနဲ့အတူတူဇပွဲပိုင်းတစ်ခုထဲမှာပဲထိုင်ပြီးအစာစားလေးရှိပါတယ်။အစာစားပြီးရင်လည်းသူ့ဖန်ခွက်နဲ့သူ့ဝိုင်တောက်တယ်။နောက်ပြီးသူကရေခဲမုတ်ကိုလည်းအရန်ကြိုက်ပြီးတော့ရေခဲမုတ်ပြောင်းတဲ့ကာလာတဲ့အချိန်တွေကိုပါသူကမှတ်ထားတယ်လို့ဆိုပါတယ်။ပိတ်ရက်တွေမှာဆိုရင် base ball engine ဝက်ပြီးတော့သူ့တခင်တွေနဲ့အတူမြို့ထဲမှာ ပွဲထွက်လေရှိပါတယ်။ဒါကြောင့်မလို့မြို့ကန်တွေကလည်းသူ့ကိုကောင်းကောင်းရင်းနှီးနေကြပါတယ်။နောက်ဆုံးရဲတွေကတော့မှသူ့ကိုသိကြပါတယ်။ဒီလိုနဲ့သူကတဖြည်းဖြည်းနဲ့လူသိများလာပြီးတော့ TV စီစဉ်ဒီမှာတော့ပါလာပြီးနောက်ဆုံး Pepsi ကြော်ညာမှာတော့ပါလာပါတယ်။ Thank you. You're welcome. traffic ကဒီလောက်ထိကိုလူတွေနဲ့ယဉ်နှီးတဲ့ချင်ပန်စီတကောင်ဖြစ်ပါတယ်ဒီလိုမျိုးလူတွေနဲ့ယဉ်နှီးတဲ့ချင်ပန်စီတကောင်ဟာဆူဆူဝါတိုက်ခိုက်မှုတွေပြုလုပ်လိမ့်မယ်လို့အဲတုန်းကတော့ဘယ်သူမှမထင်ထားခဲ့ပါဘူးဒီလိုနဲ့အမျိုးသားဖြစ်သူဂျီရွန်ဟာလော့က2004ခုနှစ်မှာအစာရင်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့အခါမှာတော့ဆန်ဒရာဟာထရဖစ်ကိုသူ့ရဲ့တာအရင်တယောက်လိုမျိုးဂယူဆိုင်ဆောက်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့2009ခုနှစ်အရောက်မှာတော့မထင်မှတ်ထားတဲ့ပြဿနာကြောင့်ရပါတော့တယ်။ ကယ်တော့အဲ့ဒီမတိုင်ခင်2003ခုနှစ်ကလေးကလာရုဖြစ်ရမျိုး ဖြစ်လူဖြစ်ခင်အခြေအနေရှိခဲ့မှုပါတယ်။အဲ့ဒီတုန်းကဆန်ဒရာနဲ့ထရဗစ်တို့မြို့ထဲမှာဈေးဝယ်ထွက်နေတဲ့အချိန်ဖြစ်ပြီးမိဘွားမှာကားရထားတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလမ်းသွားလမ်းလာတယောက်ကဆိုတာဘူးကုံကိုကားရီစီကိုလှမ်းပစ်လိုက်တဲ့အခါတဝရပြဟထားတဲ့ကားပရင်ဘောက်ကနေဆိုတာဘူးကုံကဖြတ်ဝင်လာပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲထရဗစ်ကိုသွတ်မှန်ပါတယ်။ဒါနဲ့ဒေါသထွက်သွားတဲ့ထရဗစ်ကထိုင်ကုန်ကဘက်ကိုဖျောက်ကားပေါ်ကဆင်းပြီးအဲ့ဒီလူနောက်ကိုလိုက်ပါလိမ့်ရော ။ဒါပေမဲ့ကံကောင်းခြင်းတော့အဲ့ဒီလူကိုသူရှာမတွေ့ခဲ့ပါဘူး။ဒါတော့မှပဲကားထဲကိုချက်ချင်းပြန်မဝင်သေးပဲပတ်ပြီးရှာနေတဲ့အတွက်ဆန်ဒရာရောဘေးနာကရဲတွေရော traffic ကိုကားထဲပြန်ရောက်အောင်မနေမျှခေါ်ခဲ့ကြရပါတယ်။တကယ်လို့အဲ့ဒီနေရာမှာသာဆိုရဘူးကိုလည်းပောက်တဲ့သူကို traffic ကတွေ့ခဲ့မယ်ဆိုရင်တော့စစောဝါတိုက်ခိုက်တဲ့ဖြစ်ရမျိုးအဲ့ဒီနေရာမှာပဲဖြစ်မှာပါပဲ။ဒါဆိုရင်တော့တိုက်ခိုက်ခံရတဲ့သူရောပိုင်ရှင်ဖြစ်တဲ့ Sandra Drake ရော နောက်ဆုံးတိုက်ခိုက်တဲ့ travel အတွက်ပါကောင်းတာပါတခုမှဖြစ်လာမှာမဟုတ်ပါဘူးပြောရမယ်ဆိုရင်တော့အားလုံးအတွက်ကံကောင်းသွားတယ်လို့ဆိုရမှာပါပဲဒါပေမဲ့2009ခုနှစ် February လ18ရက်နေ့မှာတော့အဲ့ဒီလိုမျိုးနောက်တစ်ချိန်ထပ်ပြီးကံမကောင်းနိုင်တော့ပါဘူးဆန်ဒရာမှာအိမ်ကိုအမြဲဝင်ထွက်နေလေးရှိတဲ့ Chalanesh လို့ခေါ်တဲ့အသက်52နှစ်အရွယ်တငယ်ချင်းတစ်ယောက်ရှိပါတယ်တကယ်တော့ Chalanesh က traffic ငယ်ငယ်လေးတွေကအိမ်ကိုဝင်ထွက်နေလေးရှိတဲ့အတွက် traffic နဲ့လည်းတော်တော်ကိုရင်းနှီးပါတယ် 2004ခုနှစ်မှာဆန်ဒရာရဲ့အမျိုးသားဖြစ်သူဂျီရွန်ဟာလော့ကအဆိုင်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက်မှာတော့ဆန်ဒရာရဲ့ထရဗစ်ရဲ့ရှာလနက်ရှေကမိသားစုလိုဖြစ်နေခဲ့ကြတာပါဒီလောက်ထိရင်းနှီးနေတာတော့မှဘယ်လိုကနေဘယ်လိုဖြစ်ကြလဲမသိပါဘူးဒစိမ့်ဆိုလဲထားပါတော့အခင်ဖြစ်တဲ့နေ့2009ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာ Travic ကဆန်ဒရာရဲ့ကားတော့ကိုယူပြီးအိမ်ပြန်ထွက်သွားတဲ့အတွက်ကြောင့် Travic ကိုပြန်ခေါ်ပေးဖို့ဆန်ဒရာက Nash ကို အကူအညီတောင်းခဲ့ပါတယ်။ဒါကြောင့် Nash က Travis ကိုထိုတော့ခေါ်ပါတယ်။ဒါပေမဲ့ဖြစ်စဉ်တော့အဲ့ဒီအချိန်မှာ Nash က Travis အကြိုက်ဆုံးရုပ်တရုပ်ကိုကင်ထားပါတယ်။အရင်ကလည်း Travis ရဲ့ရုပ်ကို Nash ကယူကင်တာမျိုးရှိကောင်းရှိပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Travis ငငယ်လေးတည်းကရင်းနှီးနေတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ဒါပေမဲ့အဲ့ဒီနေ့မှာတခုပြောင်းလဲနေတာကတော့ Nash ကစပင်းပုံစံပြောင်းထားတဲ့အတွက် Travis ကမမှတ်မိပဲဖြစ်သွားပုံရပါတယ်။ဒါနဲ့ Nash ကို Travis ကပြေးပြီးတိုက်ခိုက်ပါလိမ့်မယ်။ တကယ်တော့တိုက်ခိုက်တယ်လို့သာပြောရတယ်တိုက်ခိုက်တယ်ဆိုတာထက်ကိုအများကြီးပိုပါတယ်နှကန်းတွေကိုဆွဲပြဲတယ်မျက်လုံးတွေကိုနှိုက်ထုတ်တယ်နှရွက်တွေကိုကိုက်ဖြတ်တယ်အဲ့ဒီခါဆန်ဒရာကပြေးထွက်လာပြီးတော့ဂေါ်ဗျားနဲ့ထရဗစ်ရဲ့ခေါင်းတည်းကိုနောက်ကနေရိုက်ချလိုက်ပါတယ်ထရဗစ်ကဂေးတော့မဆိုင်ပါဘူးဆက်ပြီးတော့တိုက်ခိုက်နေပါတယ်ဒါနဲ့ပဲဆန်ဒရာလည်းမိဖို့ကြောင့်လည်းပြေးသွားပြီးတော့မိဖို့ကြောင့်လည်းကဒါနဲ့ထရဗစ်ရဲ့နောက်ကျောကိုတစ်ချက်ထိုးထည့်လိုက်ပါတယ် ဒါလည်းပဲမရက်သေးပါဘူးဆက်ပြီးတော့တိုက်ခိုက်နေဦးမှာပဲဘလောက်ထိကိုစိုးစိုးဝါတိုက်ခိုက်တယ်လဲဆိုရင်ပါယိုးတွေကိုကိုက်လိုက်တဲ့အတွက်ပါယိုးတွေချိုးကုန်ပြီးတော့ချာလာနက်ကလူရုပ်တော်မပေါက်ပဲဖြစ်နေပါပြီဒါလည်းပဲဆန်ဒရာကဒါနဲ့နှစ်ချက်နောက်ကနေထပ်ထိုးပါတယ်အဲ့ဒီခါမှာ traffic ကဆန်ဒရာကိုလှည့်ကြည့်ပါတယ်နောက်ပိုင်းမှာဆန်ဒရာရဲ့ပြောပြပုံအရ traffic လှည့်ကြည့်တဲ့ပုံစံကဘာလို့တလဲပြဆိုတဲ့ပုံစံမျိုးနဲ့လှည့်ကြည့်တာလို့ဆိုပါတယ်ပြီးတော့ပြန်လှည့်ပြီးတော့ချာလာနက်ကိုဆက်ပြီးတော့တိုက်ခိုက်ပါတယ် အဲ့ဒီအချိန်မှာရှာလာနက်ကလုံအောင်မလုံမရှက်နိုင်ဘူးဖြစ်နေပါပြီလက်တွေကိုကိုက်ဖြတ်ထားတဲ့အတွက်လက်နှစ်ဖက်လုံးကလည်းပြတ်ထွက်နေပြီဖြစ်ပါတယ်ဒါနဲ့ပဲဘာလို့လို့ဘာကန်ရမှမသိဖြစ်နေတဲ့ဆန်ဒရာကအပြင်ကို ပြေးထွက်လာပြီး911ကိုဖုန်းဆက်ရပါတော့တယ် What is the problem? He's killing my friend. Who's killing your friend? My chimpanzee. Oh, your chimpanzee Please. is killing your friend. Yes. တောင်ယုံတန်ယုံအကောင်ကြီးတဲ့ခွေးတကောင်ကိုက်တာခံရရင်ပဲပြန်ပြီးခုခံမှုဆိုတော့မလွယ်ပါဘူးဒါတောင်ခွေးကသွားနေနေပဲကိုက်တာပါခြေတွေလက်တွေမတုံးသေးပါဘူးချင်ပန်စီတွေကသွားနဲ့ကိုက်ရုံတွေမဟုတ်ပဲခြေတော့တွေလက်တွေနဲ့ပါဆွဲဖြဲတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တိုက်ခါရခတ်ပါတယ် traffic ကအဲ့အချိန်မှာကိုယ်လေးချိန်ပေါင်200လောက်ရှိနေပြီဖြစ်ပါတယ်ချင်ပန်စီတကောင်ဟာပေါင်90ကနေပြီးတော့ပေါင်150လောက်ပဲ ရှိတာများတဲ့အတွက်ပေါင်200ဆိုတာဟာချန်ပန်စီတကောင်အတွက်နေနဲ့ပြောရမယ်ဆိုရင်အတော်လေးကို weight လွန်နေတယ်လို့ပြောလို့ရပါတယ်။အစိုးဆုံးကတော့အဲ့ဒီအချိန်မှာအမျိုးသမီး2ယောက်လုံးကတက်ကြီးပိုင်းတွေဖြစ်နေတာပါပဲ။ရှာလာနန်ရဲ့အသက်က52နှစ်ဖြစ်ပြီးတော့ဆန်ဒရာရဲ့အသက်က82နှစ်ဖြစ်နေပါပြီ။ဒါကြောင့်အာကောင်မောင်းတန်ယောက်ျားတစ်ယောက်တောင်မှမနေခုခံရတဲ့ traffic ကိုတက်ကြီးပိုင်းအမျိုးသမီး2ယောက်ကပြန်ခုခံဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ 911ကိုဖုန်းဆက်ပြီးတဲ့အခါမှာတော့အရင်ဆုံးရောက်လာတာကဆေးအဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့ရဲတွေမရောက်လာသေးတဲ့အတွက်ဆေးအဖွဲ့လည်းအထဲမဝင်ရဲသေးပါဘူး။ခဏနေတော့ရဲတွေရောက်လာပါတယ်။ရဲတွေရောက်လာတဲ့အခါမှာ traffic ကရဲတွေကိုပါတိုက်ခိုက်ဖို့လုပ်တဲ့အတွက်ရဲတစ်ယောက်ကတနတ်နဲ့လေးချက်ပြက်လိုက်ပါတယ်။ဒီခါမှာ traffic ကအိမ်ထဲပြန်ဝင်သွားပါတယ်။ခဏနေလို့ဘာသာမှမကြားတော့မှရဲတွေအိမ်ထဲကိုလိုက်ဝင်သွားတဲ့အခါမှာသူအိမ်နေကြခရင်ဘေးမှာတည်နေတဲ့ traffic ကိုတွေ့လိုက်ရပါတယ်။ချလာနဲ့ကိုကြည့်လိုက်တဲ့အခါမှာတော့လုံးဝကိုမလုံမရှက်ဖြစ်နေပါပြီ။ မျက်နှာတွေကလည်းလူယုံမပေါက်ပဲလုံးဝစောက်ပြတ်နေပြီဖြစ်ပါတယ်အခန်းတစ်ခုလုံးမှာလည်းသွေးတွေအသားအစာတွေပြတ်ထွက်နေတဲ့လက်တွေနဲ့ပြန့်ကျဲနေတော့တာပါပဲ Nash ကိုအားလုံးကသိပြီလို့ထင်ထားခဲ့ကြပေမဲ့လည်း Nash ကသူ့ရဲ့လက်တစ်ဖက်နဲ့ရဲတယောက်ရဲ့ခြေထောက်ကိုလှမ်းထိလိုက်တဲ့အချိန်ကျမှပဲမသေးသေးဘူးဆိုတာကိုသိခဲ့ကြရတာပါဒါနဲ့ပဲအာဂျင်ဆေးရုံကိုပို့ပြီးတော့ခွဲစိတ်မှုတွေပြုလုပ်ခဲ့ကြရတာပါအခုပြထားတဲ့ပုံဟာခွဲစိတ်မှုတွေအချိန်ချင်းပြုလုပ်ပြီးမှ တော်တော်လေးကြိပြော်ရှုပြော်ဖြစ်လာတဲ့ပုံဖြစ်ပါတယ်။အစောပိုင်းခွဲစိတ်မှုအနေငယ်ပြုလုပ်ပြီးကစားမျက်နှာပုံစံကဗီဒီယိုထဲမှာထည့်ပြဖို့တောင်မတင့်တော်လောက်တဲ့အနေအထားမျိုးပါပဲ။နောက်ပိုင်းမှာရှာလာနတ်ရှင်မိသားစုကဆန်ဒရာကိုတရားစွဲခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ဆန်ဒရာပိုင်ဆိုင်နဲ့ပိုင်ဆိုင်မှုတွေထဲကဒေါ်လာ10သန်းလောက်ကို freeze လုပ်ဖို့ပြည်နယ်တရားရုံးကတတ်မှတ်လိုက်ပါတယ်။နောက်ပိုင်းမှာဆန်ဒရာလည်းပဲဒီစိတ်တန်ရာတွေ ဒီစိတ်ဖိစီးမှုတွေနဲ့ပဲနောက်တစ်နှစ်လောက်ကြာမှနှလုံးသွေးကြောပေါက်ပြီးဆုံးသွားခဲ့ပါတယ်။ဆန်ဒရာဆုံးသွားပြီလို့နောက်နှစ်နှစ်လောက်ကြာ2012ခုနှစ်မှာ freeze လုပ်ထားတဲ့ဆန်ဒရာရဲ့ပိုင်ဆိုင်မှုတွေတဲကဒေါ်လာ၄သန်းကို Charles Nash ကရခဲ့ပါတယ်။ချင်ပန်စီကလူကိုတိုက်ခိုက်တဲ့ဒီသတင်းကတော်ပြီလို့ပဲချက်ချင်းပြန့်နှံ့သွားပါတယ်။တရုတ်တို့ရုရှားတို့ထိကိုပြန့်နှံ့သွားတာပါ။ဒေတာရင်းတရိတ်ဆန်တွေမဟုတ်ပဲပြည်ပကနေပြီးတော့တင်သွင်းလာတဲ့ exotic anime တွေကို အိမ်မွေးတွေဆံဖြင့်မွေးတာနဲ့ပတ်သက်ပြီးအငင်းခုံတွေလည်းပြုတ်လောက်လာကြပါတယ်။ဒါအပြင်ချင်ပန်ဇီတွေနဲ့ပတ်သက်ပြီးတော့ဂျိမ်းဂုဒ်တော်တစ်ချိန်လုံးကပြောခဲ့မှုတွေအရာတွေကိုလည်းပဲပြန်လည်ဆွေးနွေးတာတွေလောက်လာကြပါတယ်။